ဖီဂျီနယ်ပွဲမှာထူးထူးဆန်းဆန်းအဝါကပ်ပြခံရတဲ့နယူးဇီလန်တိုက်စစ်မှုခရစ်ဝနယူးဇီလန်တင်းကဖီဂျီတင်းကိုခုနကကုန်မရှိနဲ့ဂိုးပြနိုင်ရရှိခဲ့တဲ့2026ကမ္ဘာ့ဖလားခြေစစ်ပွဲဆီမီဖိုင်နယ်ပွဲချိန်မှာခြေစွမ်းပြသနိုင်ခဲ့တဲ့နယူးဇီလန်တိုက်စစ်မှုခရစ်ဝဟာထူးထူးဆန်းဆန်းအဝါကပ်ပြသခံခဲ့ရပါတယ်။ဒေါ်ရီယန်ဖော်ဒတ်တင်းတိုက်စစ်မှုခရစ်ဝဟာဒီပွဲမှာနယူးဇီလန်အသင်းအတွက် hat-trick ကိုသွင်းယူပြီးနောက်လူစားလက်ခံရခြင်းမှာအဝါကပ်ပြသခြင်းခံခဲ့ရတာပါ။ခရစ်ဝကလူစားလက်ခံရတဲ့အချိန်မှာအရန်ကုန်တန်းကိုတွားရမယ့်အစားပရိသတ်တွေရှိတဲ့ပွဲကြီးစဉ်ပေါ်ကိုတွားရောက်ပြီးပရိသတ်တွေကိုလက်မှတ်ရေးထိုးပေး ဓာတ်ပုံရိုက်တာတွေမိနစ်တော်ကြာပြုတ်လုခဲ့ပါတယ်။အဲဒါကြောင့်ဖရီဟူဟာရန်ကုန်တန်းကိုပြန်ရောက်ချိန်မှာကိုလက်နိုင်သူကြီးကဝါကက်ပြတ်တခြင်းကိုခံခဲ့ရတာပါ။ဖရီဟူဟာကွင်းထဲကနေထွက်ခွာပြီးပြည်သက်တွေအတွက်ကောင်းမွန်တဲ့အချက်ကိုပြုတ်လုဖို့ကြိုးစားခဲ့ပေမဲ့ဘလုံးဝိုင်းမှာခွင့်ပြုချက်မရှိဘဲကစားသမားတွေကိုပွဲကြီးစဉ်မှာတွားရောက်ခြင်းမပြုဖို့တားမြစ်ထားတာဖြစ်ပါတယ်။နယူးဇီလန်တင်းဟာပြီးခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲ၃ချိန်စလုံး playoff အဆင့်တွေမှာအရင်းနှင်းခဲ့တာကြောင့်ကမ္ဘာဖလားပြိုင်ပွဲဝင်ခွင့်ဆုံးရှုံးခဲ့ရတာပါ။အခုချိန်မှာတော့နယူးဇီလန်တင်းဟာဘောလီဝဲဖြစ်နယူးကာလီဒိုနီးယားအသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပြီး နိုင်ရတဲ့အသင်ဟာ2026ကမ္ဘာဖလားပြိုင်ပွဲအတွက်ခြေစစ်ပွဲအောင်မြင်သွားမှာဖြစ်ပါတယ်။အရင်းနှီးတဲ့အသင်ကတော့ပလေးအော့အဆင့်ဆက်ပြီးရှင်ပြန်ရမှာပါ။နယူးဇီလန်အသင်အတွက်82ပွဲကစားထားပြီး24ကိုတွင်းယူထားတဲ့ခရစ်ဦးကနယူးကာလိုဒီယာအသင်ဟာကောင်းမွန်တဲ့အသင်ဖြစ်တဲ့အတွက်ဘောလုံးပွဲအတွက်အဆင့်သင့်ဖြစ်အောင်သူတို့လှုပ်ဆောင်သွားမယ်လို့ပွဲပြီးအင်တာဗျူးမှာပြောဆိုခဲ့ပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမ